အလိုအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါပဲမင်္ဂလာပါရှင်ပါလုံးပဲမင်္ဂလာပါပါရမလို့ရဒီမှာတော့နေ့လဲ7နှစ်ပြီပေါ့နော်နေ့လဲ7နှစ်ထိုးပါပြီ7နှစ်ထိုးပြီဆိုတော့ ညနေဒီမနေ့လေးစားစားရမယ့်အချိန်ပေါ့နော်မြန်မာပြည်မှာကတော့ညနေ9:00နာရီခွဲဖြစ်မလားမသိဘူးနော်ဒီနေ့ကနေရန်တာတယ်ဒီမနေရန်တာပါလေလို့ညလုံးကမြင်ဒီမြန်မာမှာဖြစ်မှာမသိဘူးဒီမနေရန်တာပါလေအားလုံးသမင်းစားပြကြပါလာဒီရက်တွင်းမှာတော်တော်လေး မျက်လုံးကိုအရင်မျက်လုံးကဒီနေ့ဒီရက်အတွက်မှာမျက်လုံးတော်တော်လေးနေရန်တာတော့နည်းလေးစိတ်လေးကြည်လင်တာပေါ့နော်ဒီနေ့နေရန်တာပါတယ်နေတာပြီမဲ့လဲဥစ္စာ16အပေါင်း16လောက်ပဲရှိရတယ်လေဟိုအရင်ကတော့ပူတယ်လို့မဟုတ်သေးဘူးပေါ့နော်ဒီမှာနေလေးတာတော့နည်းလေးပြော့တာပေါ့နော် ဒါပဲเนาะလူကမိုးအုပ်လို့ရှင်မပြောဘူးနေလေးစားလည်းနဲ့ပြောတယ်ဒီနေ့ကျတော့ပြောခြင်းတဲ့ဟာလေးရတော့ပေါ့เนาะအကြောင်းရအတက်ပညာရှင်ပေါ့เนาะအတက်ပညာရှင်ဆိုတော့အကြောင်းညာနဲ့ပတ်သက်ပြီးတော့ပြောပြခြင်းတာပေါ့เนาะဒါလည်းဟိုဒီအများတိုင်းပြောနေတဲ့ဒီတချို့အရာတွေမှာကကျမတို့ကဟိုအထင်မှတ်တဲ့အရာလေးတွေမှာเนาะဟိုပေါ့မသိကြဘူးပေါ့เนาะဟာဒါလူတယောက်ကိုကိုက လူတယောက်ကိုကိုဟိုဘယ်လိုခေါ်မလဲ မျက်စိအမြင်လေးနဲ့ပဲလူတယောက်ရဲ့အကြောင်းအရာကိုမျက်စိအမြင်လေးနဲ့ပဲကိုကဝေဖန်သုံးသက်တဲ့အခါကျရင်မအမား တွေအများကြီးတွေ့ကြတာပေါ့နော်အဲ့ဒါလေးကိုအကြောင်းရင်းခံပြီးတော့အတတ်ပညာရှင်ဆိုတဲ့အန်ဒီကိုတိုင်းဟိုတင်ယူခဲ့တဲ့သင်ခန်းစာလေးတခုသင်ယူသင်ခန်းစာမဟုတ်အန်ဒီတင်ယူခဲ့တဲ့လူတွေရဲ့ပေါ့နော်ဒီပညာရှင်တွေအန်ဒီကဂုံယူစေခြင်းနဲ့အနေနဲ့ဒီနေ့ live လေးကိုလွှင့်ရခြင်းဖြစ်ပါတယ် အန်ဒီပြောသလိုပဲအဲဘယ်တော့မှဟိုလိုပေါ့နော်ဒီအန်ဒီပြောတဲ့ဒီ live လေးမှာဟိုတစ်ခုလောက်မဟုတ်ရင်တစ်ခုလောက်ကတော့အဲကိုယ့်အတွက်ပေါ့နော်သူများအတွက်အကျိုးရှိစေမယ်သူများအတွက်ဟိုပေါ့ဘူတူတာလေးရစေရယ်ဆိုရင်တော့ကျင့်ရပါတယ်လို့ဒီရက်အတွင်းမှာတော့အနီဟိုကအရန်ပေါ့ဒီမျက်စိအာယုံကြောအရန်နေပါတယ်မျက်စိအာယုံကြောနေရဆိုတာလေးဒါဒီပေါ့မျက်စိတွေကဟိုပေါ့ Facebook တွေဟို Facebook အဥ္စာပေါ့အရန်ပေါ့မက်စီကိုအာယုံစိုက်ပြီးတော့ဒီရက်အတွင်းမှာအသုံးများတာပေါ့နော်ဟိုအားရရက်မှာလည်း TV တွေကြည့်ရများတယ်ဒီပြီးတော့ဒီဖုန်းသုံးတာပေါ့နော်ဖုန်းသုံးတာအရန်များတယ်အဲအဲ့ပြီးတော့အလုပ်ထဲမှာကြာတော့ဒီကွန်ပျူတာနဲ့တခါလေကြာလို့ရှင်ပေါ့နော်ဒီစာရီပါရေးရတာရှိတော့ဒီရက်အတွင်းမှာမျက်စိကအရန်ကိုမျက်ဟိုမျက်မျက်စိအားအရန်နဲ့ပြီးတော့ မျက်မှန်ပေါ့နော်ဒီမျက်မှန်ကဘာဖြစ်သွားလဲဆိုတော့ဒီဂိုင်းပေါ့နော်ဒီဂိုင်းကကွာသွားတယ်ကွာမျက်မှန်ဂိုင်းကအဲ့လိုကွာဟိုအတုတာမြန်မျက်မှန်ဂိုင်းကဟိုကျိုးသွားတယ်ပြောပါပေါ့ကျိုးသွားတဲ့ကြောင့်ဒီမှာကမျက်မှန်ကိုအဲ့ဒါကြောင့်မျက်မှန်နဲ့ပတ်သက်တဲ့အတက်ပညာရှင်ကြောင့်ပြောပြတာနော်ဒီမျက်မှန်ကအစကျမကမျက်မှန်ကိုဒါဒါဒီမျက်မှန်ကတကယ်တမ်းကြောက်တာမဲဆောက်မှလောက်တာထိုင်းမှလောက်တာနော်ထိုင်းကဒီဟိုဘဒီ အဲ့ဒီကအဖေသားအဖေကအရင်လှုပ်လှုပ်တာပေါ့နော်အဖေပြီးတော့သားပေါ့နော်ဒါ generation ပေါ့နော်ဒီမဲဆောက်မှာရှိအဲ့ဆိုင်နေမလို့မသိဘူးဒါတော့မဲဆောက်ဟိုလုံးဟိုလုံးဈေးနားမှာရှိတာနော်ပြောချင်တာအဲ့ဒီရဲ့အတက်ပညာရှင်အကြောင်းပြောချင်တာနော်ဘာကြောင့်လဲဆိုတော့တချို့နေရာတွေကကျမတို့ကမျက်စိလေးစုံနေဟဲ့ဒီဆိုင်လေးကတေးသေးလေးပဲဟဲ့ကောင်းချင်မှကောင်းပါပါဟဲ့လို့ကိုယ့်ရဲ့မျက်စိအမြင်နဲ့ပြောလိုက်ပြီးမြဲ သူတို့လုပ်တဲ့ဒီ update ပညာရှင်ကကိုတော်မှ live မမီဘူး။အတည်းကဟိုဒီမှာပေါ့နော်ဒီဆွေနိုင်ငံမှာဆိုလို့ရှိရင်ဒီမျက်စိတွေပါတွေကဟိုတွက်ပြတယ်ရန်ကောင်းတယ်နော်ဒါပြုံးနေဒီဆွေဒီဒါဟိုဟိုနိုင်ငံရဲလို့မဟုတ်ပါဘူးဒီမှာကျတော့အစရရာကဟို booking တွက်ချိတ်လို့ရှိရင်လည်းအဆင်ပြေတယ်ဒါပေမဲ့ရန်စေးကြည့်တယ်မျက်မှန်လို့လို့ရှိရင်ရန်စေးကြည့်တယ် အန်ဒီကဘာဖြစ်လဲဆိုတော့အခုနောက်ပိုင်းမှာမျက်စိအာယုံတွေကဟိုပေါ့အာယုံကျအားနေတာလားပေါ့နော်ဟိုဈေးကျိုသမားလည်းဖြစ်တဲ့ကြောင့်ဟိုစာကြည့်ရတယ်လည်းအများများတယ်ရုပ်ရှင်တွေ TV တွေကြည့်တာလည်းများတယ်တို့ကြောင့်မျက်စိအားတော်တော်လေးနှဲလာတော့ဟိုစာကြည့်မြင့်မှန်ဆိုရင်တသက်တလက်စာကြည့်မြင့်မှန်ရဲ့အဝေးကြည့်ရကိုနှစ်ခုခွဲထားရတယ်ဆိုစာကြည့်မြင့်မှန်ကစာကြည့်တစ်ခါတစ်ခါတုံးတယ်ရုပ်ရှင်ကြည့်မယ်ဆိုရင်ဟိုစာကြည့်မြင့်မှန်ချွတ်တယ် ချွတ်ပြီးလို့ရှိရင်တခါဟိုအဝေးကြီးကိုတုံးတယ်ဆိုခဏခဏမျက်မှန်ရတယ်မလားလဲနေရတယ်ကွာလဲနေရတော့တိတ်အစင်မပြေတော့ဘူးမပြေတဲ့ခါကျတော့ဒီနိုင်ငံမှာသွားပြီးတော့အနီးကြီးအဝေးကြီးသွားလို့ကောဘယ်တော့မှလဲဆိုတော့လွန်ခဲ့တော့၃နှစ်ကပေါ့နော်သွားပြီးလို့တာပေါ့နော်အနည်းကြီးနဲ့အဝေးကြီးပေါ့ဈေးတကယ်ကြီးပါတယ်ပြီးတော့ဒီမှာကမြန်မာဆိုလို့ရှိရင်ဂိုင်းတွေကပိုဈေးကြီးတယ်မြန်မာဂိုင်းတွေအရင်ဈေးကြီးတယ်ဒီမှာပြီးတော့သူမြန်မာက ပြီးတော့ဂိုင်းစေးကြီးရဲ့အပြင်မြင့်မှန်ဘောမျက်စိကိုသွားဆန်းတာပေါ့နော်မျက်စိတစ်ခါသွားဆန်းရင်ဒီရငွေနဲ့ဆိုရင်900ပေါ့900ဆိုလို့ရှိရင်ထိုင်းနဲ့တက်ပြီးမယ်နော်3000 3545 1500ပတ်1500ပေါ့မြင့်မှန်မျက်မှန်ဆန်းတာမျက်စိဆန်းတာနော်မျက်စိဆန်းတာက1500ကြာမယ်ပြီးလို့ရှိရင်မြင့်မှန်ဂိုင်းမြင့်မှန်ဂိုင်းအပြင်ကိုပြီးတော့ဒီမြင့်မှန်ပေါ့နော်မှန်သားပေါ့နော်မှန်သားကလည်း तू ကအထူလားအပါလားသိပါမြင့်မှန်တစ်လက်လုံးလို့ရှိရင်ဒီရငွေနဲ့ဆိုရင်အနည်းဆုံး အပေါ်စားလုတ်တာတောင်မှထိုင်းနဲ့တွက်လို့ရှင်တောင်းကျော်ကြတယ်ထိုင်းငွေတောင်းကျော်ကြတယ်အကောင်းစားဆိုလို့ရှင်တော့ထိုင်းငွေ3000တိရှိတယ်ဒါတွက်ပြတာနော်ဆိုတော့အဲ့နဲ့ကမထူးတော့ဘူးဆိုမျက်မှန်ကိုပေါ့အနည်းကြီးအဝေးကြီးလုပ်မယ်ပေါ့နော်ကိုကအဲ့လိုမျိုးတက်လိုက်ချွတ်လိုက်ကိုမပါတော့လုပ်မယ်ဆိုတော့သွားတက်ကြည့်တာပေါ့နော်အဆင်မပြေဘူး။ဘာလဲအဲ့လိုအနည်းကြီးအဝေးကြီးကတက်တာကဘလို့ခေါ်တက်တာမြင်းနဲ့မတက်တဲ့ခါကျတော့အဲ့ တိမျက်မှန်မျက်မှန်ဝတ်တယ်သူသိမှာပေါ့နော်အနီးကြီးအဝေးကြီးကိုအဲ့လိုလမ်းလျှောက်လို့ရှိရင်သိလားလူကလေမူးထူးထူးဖြစ်နေတယ်လှေကားတယ်ဆိုလို့ရှိရင်ပိုဆိုးတာပေါ့နော်လှေကားတစ်ကိုဆင်းမယ်ဆိုရင်လှေကားတစ်ကနှစ်ထပ်သုံးတက်ဖြစ်တာအနီးကြီးနဲ့အဝေးကြီးတော့သူက progressive လို့ခေါ်တာပေါ့နော်မတုံးမှုတဲ့လူတွေကြတော့ဆက်ဆက်သုံးလို့ရှိရင်ရမ်းဖြစ်တယ်ตัวอัจฉินตายอ่ะอวินลงอ่ะเลยสอดๆสาจี้ลงชินเนี่ยตัวเอาหลูเนาะหลูไล่ไปแล้วจี้อ่ะเลยออกกูไซไปแล้วจี้อ่ะเลยเอ้อเวจี้จ๋าเอาหลูจี้อึนปีลงว่าอึนปีกูกว่า မပြေတဲ့ခါကျတော့အန်တီရက်ကအရန်ကောင်းမှုလာတော့အာမဖြစ်တော့ဘူးဆိုတော့မျက်မှန်ဆိုင်ပြန်သွားကျမဒီအဝေးအနည်းကြီးအဝေးကြီးကျမနဲ့အဆင်မပြေဘူးကျမကမကောင်းနေလဲမူးနေတယ်အထူးဖြင့်လှေကားတွေပါနေဆင်းတော့မယ်အဲ့ဒါကစပိန်စီတာဟုတ်စီးတော့မယ်ဆိုလို့ရှိရင်ဟိုမမြင်နှစ်ထပ်သုံးထပ်တွေဖြစ်တယ်ဆိုတော့အဆင်မပြေဘူးဆိုတော့အာနဲ့အန်ဒီကလုံးဝမျက်မှန်ကိုအဝေးကြီးရောအနည်းကြီးရောမလုပ်ဖဲနဲ့နှစ်နှစ်လက်ထားတာပေါ့အနည်းကြီးတက်တက်လက်အဝေးကြီးတက်တက်လက်ပေါ့နှစ်ခုထားလိုက်ရအောင် ထားလဲအခုနောက်ပိုင်းကျတော့စီချိုဖြစ်လာတဲ့အခါကျတော့ဆရာဝန်ကပြောတယ်လေမြင့်မအမန်းတက်ရမယ်အနည်းကြီးဆိုလဲအနည်းကြီးနဲ့စားကြီးတက်ရမယ်အဝေးကြီးဆိုလဲအဝေးကြီးနဲ့တက်ကမယ်ဆိုဆရာဝန်ကပြောတော့နင်းမျက်စိကအာယုံကြောတွေနောက်ဟိုအာယုံကြောတွေချို့တက်လာလေစီချိုသမားတွေကအမြင်ကြီးဆိုင်ကြတယ်ဆိုတော့အာရန်ဆိုင်လို့ရှိရင်အနည်းရန်ခေါင်းတွေမူးတက်လာတာပေါ့နော်ပြီးတော့ဖုန်းရန်တော့ရင်အနည်းခေါင်းတွေမူးတက်ပြီးတော့ဝေဝါးသွားတာပေါ့နော်ကဲအဲ့ဒါဆိုတော့ဒီနေ့ကတော့ဒီနေ့ပေါ့နော်ပြန်တဲ့အခါမှာကဲငါ ထိုင်းမှာလုတ်ကြည့်မယ်ပေါ့နော်။ဘာကြောင့်ထိုင်းမှာဈေးချိုတာ哦။ဆိုအဲ့နဲ့ညီမတွေမေးတာပေါ့နော်။ဟဲလို့ငါလို့မျက်မှန်လုတ်ချင်တယ်လို့အနည်းကြီးရောအဝေးကြီးရောပေါ့နော်ကိုပြီးတော့ကွာဟိုအလဲသွားတဲ့ခါကျတော့ဟိုကျင်သားရှိအောင်ကိုတက်လို့ရတယ်လေဒီမှာကျအလုပ်လုပ်တဲ့ခါကျတော့တရက်နေ့ကကျင်သားမရှိခါကျတော့အရင်ဒုက္ခရောက်တယ်လို့အနည်းကြီးရောအဝေးကြီးရောဆိုတော့ပြီးတော့လုတ်ချိမယ်ဆိုပြီးတော့အနည်းကဒီဂိုင်းကတော့အနည်းဒီကဂိုင်းပေါ့နော်ဂိုင်းကတော့ဒီကဂိုင်းပေါ့ဒီကဝင်ထားတဲ့ဂိုင်းကိုကထိုင်းမှာသွားလုတ်မယ်ဆိုတော့ညီမ လာလေးတဲ့ခေါ်သွားမယ်တဲ့လုံနေကြတရုတ်ဆန်ရှိရဲ့အရန်ကောင်းနေတဲ့အဖေကသူ့အဖေကပေါ့နော်ဟိုပင်စင်ယူရတယ်ဆိုမဲ့တာကပြန်ပြီးတော့စက်ခံတယ်ပေါ့ကောင်းပြီပေါ့အဲဟိုလုံမားကတ်မှာရှိရဲ့နော်မဲဆက်ကဟိုလုံမားကတ်မှာတရုတ်ဆန်တကယ်ကောင်းတယ်သီလားဟိုလုံဈေးရဲ့မင်းနဲ့ချင်းဆိုင်ပြီးညာဘက်အချမ်းမှာဆိုလို့ရှိရင်နည်းနည်းလေးလျှောက်လိုက်ရုံပဲ ဲ့ဒါကိုအန်ဒီဟိုဆိုင်နံပါတ်တော့မသိဘူးနော်ဟိုသူကထိုင်းလို့ရတာတော့အဲ့ဆိုင်သွားတကယ်ကောင်းတယ်ဆားလည်းတသေးလေးပဲအရှိမနိုင်တွေပါလေရောင်းတယ်မျက်မှန်ကန်းနေလည်းရှိတယ်ပေါ့နော်အဲ့ဒီရောက်သွားရောက်သွားတော့ပြောတာပေါ့နော်ကျမကမျက်မှန်လို့ဒါကတော့အနည်းကြည့်လေးပေါ့နော်ကျမကအခုအနည်းကြည့်ရောအဝေးကြည့်ရောလှုပ်ချင်တယ်လို့ကိုကသူကထိုင်းစကားပြတ်တော့ဒီမလေးတွေဘာသာပြန်ပေးတာပေါ့နော် အဲပြောပြတာပေါ့အဲဆိုလှုပ်ချင်တယ်ပေါ့နော်ရတယ်တဲ့ဆိုတော့ဒီဒါဒါကတော့အနည်းကြီးလေးပေါ့နော်အခုလောလောဆယ်မျက်မှန်ကဒီပေါ့နော်ဒီစီချိုရွှေချိုမျက်မှန်အဝေးကြီးလေးလိုအပ်တယ်ပေါ့နော်ကောင်းပြီဆိုတော့သူတို့လှုပ်ပေးတယ်စစ်တာစစ်တာပေါ့နော်မျက်စိကိုစစ်တာပေါ့မျက်စိစစ်တယ်မျက်စိကြည့်ပြီးရရွှေရှင်ရှင်လေးပဲသူလှုပ်ပေးတယ်တိလားလှုပ်ပေးပြီးတော့အဲအနည်းကြီးအဝေးကြီးဆိုဘလောက်ကြလဲလို့မေးတော့ဂိုင်းကိုဂိုင်းနဲ့ကိုပြီးပြန်ဖို့ပဲကုန်တာပေါ့နော်မှန်ဖို့ပဲကုန်တယ်အားလုံးမှာဘတ်3500ပဲကြတယ် ဘတ်3500ဒီရငွေနဲ့ဆို1000ပဲ1000ကျော်ပဲရှိတယ်ကဲကြည့်အောင်ဒီမှာလောက်လို့ရှိရင်ဘတ်ဘတ်နဲ့ဆိုရင်2000နီးပါးကထိုင်းမှာเนาะသွားလုပ်တာเนาะဘတ်3500ပဲကြာတော့ကိုကတော့မကောင်းတော့ကိုမသိသေးဘူးပေါ့နော်ဒါပေမဲ့ तू ကတော့တေချာကိုစစ်ပေးတာပဲကိုမျက်စိဒီပေါ့အနည်းကြီးရောအဝေးကြီးရော तू ဘလောက်ရှိလဲအချိန်လေး तू ကုန်းချိပေးရဒီကနိုင်ငံတိုင်းမှာပဲဒါပေမဲ့ပစ္စည်းကြတော့ ဒီကနိုင်ငံအတိုင်းပဲကြည့်ပြမယ်လေဘယ်လိုဘယ်လို comment quality ကွာတာပေါ့နော်ဟိုဒီမှာကျတော့တသက်ရဲရဲနေပေါ့ကွဟိုမှာကျစားသေးသေးသေးလေးပဲသေးသေးလေးထဲမှာအခန်းသေးသေးလေးမှာပေါ့မျက်စိကိုစစ်တာပေါ့ဒီလောက်ပဲအဲ့ဒါနဲ့အနည်းပြောလေကျမပြန်မှာကနောက်နောက်တပတ်လောက်ဆိုကျမပြန်မယ်ဆိုဘလောက်ဘလောက်ကြာမလဲဆိုတော့တပတ်လောက်ပဲကြာမယ်တဲ့ဒါပေမဲ့ပြီးရစချင်းလှမ်းဆက်မယ်ပေါ့နော်นี่อ่ะสร้างฉิดาป่ะเนาะบลูแกะโลงาไม่ใช่แล้วโห3,500บ่กว่าบัด3,500ไงงาชุ้มมาป่ะเนาะ ိုကိုကတော့တင်မလောက်ဆိုင်ရက်တသေးလေးဆိုတော့အဲနမွန်နမက်နဲ့ပေါ့နော်ဟိုသူတို့ရဲ့အလောက်ထိမထင်ထားဘူးပေါ့နော်ဖြစ်ချင်တော့ရောက်တာနဲ့ तू ကကိုမပြန်ခင်လေးအနေမပြန်ခင်လေးမှာ तू ကလှမ်းဖုန်းဆက်တယ်ရပြီမျက်မှန်ရပြီငါရဲ့ပဲကြာစီလားဟဲ့ငါရဲ့ပဲကြာဒီမှာဆိုနှစ်ပတ်စာတယ်အခုအနေမျက်မှန်အစ်တော်ဟာနှစ်ပတ်တော့ကြာတယ်အော်ဘောငါရဲ့တော့တော်ပြီးတော့စမ်းကြည့်တာပေါ့နော်။အော်ငါရဲ့ပဲဆိုတော့လေလေးတို့ကြည့်မှာပေါ့ဆို တကယ်ပါသိလားခါလို့ကြကျမတို့တွေကလူတွေကိုလူတွေကိုအပေါ်ယံကြောလေးကြည့်ပြီးတော့ဆုံးဖြတ်တာမလုပ်သင့်ဘူးသိလားတကယ်ကြအန်ဒီကုတ်ကိုဝန်ခံပါတယ်တကယ်တော်ပါတယ်နော်ရိုးရိုးလေးဆိုင်တက်သေးလေးထဲမှာဟိုပစ္စည်းလေးတွေကပုံမှန်လေးဆိုပေမဲ့လေသူတို့ရဲ့အတက်ပညာကတော်တော်တော်တာတော့အန်ဒီကသူကရပြီတက်ကြည့်ရဆိုတော့အဲတက်ကြည့်တာပေါ့နော်တက်ကြည့်ရခါမှလေညက် အနည်းကြီးမှဆိုတော့ကဖုန်းဝင်ကွာဒါရိုက်လို့ချက်ချင်းစာတွေဖတ်လို့ရတယ်အဝေးကြီးကြတော့လဲချက်ချင်းကွာဟိုကြည်ကြနဲ့ကြည်လင်းနေကွာဟိုမူးတာလည်းမရှိဘူးဟိုကျုပ်လေးဟိုဟိုကွာဘလို့ခေါမလဲမျက်နှာငါတက်လိုက်တာနဲ့ဟို ခြေချော်မလားလက်ချော်မလားမရှိဖြစ်ပဲနဲ့အနည်းကျမစမ်းရှောက်ရှောက်ကြည့်လာဦးမဆိုအနည်းအဲ့မျက်မှန်နဲ့ပေါ့နော်အန်တီဒီမျက်မှန်ဒီဒီမျက်မှန်ပေါ့နော်ဒီမျက်မှန်နဲ့အနည်းရှောက်ကြည့်တာပေါ့အဲ့အဝေးကြီးဆိုလဲ ြည့်လို့ရတယ်ဟဲ့အနည်းချင်းကျတော့ဖုန်းကိုကတ်လို့ရှိလဲအေးစစ်စစ်အခုပေါ့ဖုန်းစကားပြောလို့ပေါ့အကုန်လုံးကွာအဆင်ပြေတယ်ကွာခေါင်းလည်းမမူဘူးကွာအံ့ဩသွားသီးလားအော်လုံးငါဟာပေါ့သူတို့ကတော်မတော်ပါမလားပေါ့နော်ကောင်းမှကောင်းမှမလားဆိုပြီးတော့ကိုကအထင်သေးမိတာဒါမဲ့အန်ဒီအမေကဘာပြောလဲဆိုတော့အဲ့ဒီအဖိုးကြီးစီမှာပေါ့နော်သူလှုပ်ခဲ့တာဟိုးအရင်ကတည်းကသူတို့ကဘိုးစင်ပေါင်ဆက်ပေါ့နော်ဒီအဖို ဖိုးရအဖေရလဲအဲ့ဒါသူ့ဖေရောက်လာနော်အတေဖိုးကြီးဘောင်းမင်တို့နေသေးလားတားကိုရှင်းပြတာဆိုတော့ဒါတို့ရဲ့အတက်ပညာနော်ဟိုတို့ရဲ့ဒီ experience ပေါ့ပြောရမဆိုရင်ဒီလုပ်ငန်းကိုတို့ကလုပ်ခဲ့တာကြားနေပြီဆိုတော့တို့ရဲ့ဒီတက်ကြွနဲ့ပညာကဆိုင်ကသေးတယ်ဆိုင်လေးကသေးပေမဲ့ဟိုလူမြေဟိုပေါ့တတရရဲ့လေးတော့ရှိ မရှိပေမဲ့ဒါမဲ့သူတို့ရဲ့အတက်ပညာကဘလောက်တော်လဲဆိုရင်မျက်မှန်ကိုဘန်းတက်တယ်နဲ့ မူးတာလည်းမရှိဘူး guess away ကြီးအနည်းကြီးကိုမတက်ဖူးတဲ့လူပေါ့နော် progressive ပေါ့နော်မတက်ဖူးတဲ့လူကဆက်ဆက်တချင်ရန်ကောင်းမူတာလူတိုင်းပြောတယ်ကောင်းကိုလေသူအနည်းရောအနည်းရောအိုးရောဆိုတော့ဟိုမျက်မှန်ကဟိုကြည့်ရတာအဆင်မပြေဘူးလေအဲ့ဒါဆိုလို့ရှိရင်အခုဆိုလို့အနည်းကြီးအဝေးကြီးဆိုလည်းအဆင်ပြေတယ်ကွာအနည်းကြီးအခုစကားပြောလည်းအဆင်ပြေဆိုတော့သူတို့ရဲ့ဒီလောက်ရက်ကိုလေအံ့ဩသွားတာအဖေကတားကိုလက်စစ်ပြန်ကန်းတာနော်သူရဲ့လုပ်ငန်းကိုတားကိုပြန်လက်စစ်ပြန်ကန်းတာဒါပေမဲ့ ်အပေါ်တယ်တော့ဆိုအနည်းရစိတ်တိုင်းကြသွားသည်လားဟာပြီးတော့ဂိုင်းကလည်းကိုကြိုက်တဲ့ဂိုင်းဂိုင်းကတော့အနည်းတရားဝယ်တဲ့ဂိုင်းပေါ့နော်ပစံနဲ့ဈေးချိုတယ်ကွာမှန်လဲအတင်တင်ဆိုတော့အနည်းရဟိုဒီရမ်းမများသေးဘူးလေအနည်းရဒီမျက်လုံးကအနည်းကြီးကဒီညဘယ်ဘက်ဒါညဒါဒါဒါညဘယ်လိုခေါ်လဲဘယ်လာညလားဒါကတော့ဒီလိုကြီးဘယ်ပေါ့နော်ဒါနည်းနည်းလေးဒီပုံများတာပေါ့ဒီဘက်ကလည်းနည်းနည်းတယ်အဝေးကြီးလိုက်တိုင်းပဲဆိုတော့ပြောချင်တာဘာလဲဆိုတော့လူတယောက်ရဲ့အတက်ပညာကိုကိုခံမှန်းတဲ့အခါမှာ သူတို့ရဲ့ဆိုင်အဖွဲ့အစည်းသူတို့ရဲ့ဝစ်စာဝစ်စာစင်ရင်မှုသူတို့ရဲ့ဒီပေါ့နေထိုင်မှုကိုကြည့်ပြီးအဲ့အတက်ပညာကိုခွဲခြားလို့မရဘူးအတက်ပညာတစ်ခုကသူတို့သူတို့ရဲ့ဒီပေါ့ဟိုပေါ့လောက်လာခဲ့တဲ့ဒီ generation ပေါ့နှစ်ပေါင်းများစွာမှာလောက်လာခဲ့တဲ့ဒီအတက်ပညာကိုကကြည့်ပြီးအနည်းရန်လေးစားသွားတယ်အဲ့အနည်းမရပြောတာဒါအဲ့ဖိုးရငါအဟိုးရင်းနဲ့ငါလုတ်ခဲ့တာအရင်တော့ဒါအဖေရလုတ်တာတဲ့အခုကအဖေရအသက်ကြီးတော့တားကိုပြန် lesson ရဆိုအရန်သဘောကျအောင် ကဲအဲ့ဒါပြီးရောဆိုတော့အဲ့ဒီကမျက်မှန်အရင်မျက်မှန်ကအဲ့လိုခါကြလို့ရှိရင်တုတ်ရတာပေါ့နော်တုတ်တဲ့ခါကြတော့အဲ့ဒီလှုပ်တာမှားသွားတော့ဒီမှာဂိုင်းလေး क्वे သွားဒီမှာဒီမှာဂိုင်းလေးဟသွားတယ်ဂိုင်းလေးဟသွားခါကြတော့စားကြည့်ရတာအဆင်မပြေတော့မျက်မှန်ကကြည့်ရတာနည်းနည်းလေးဂိုင်းသူကသူတက်ထားတာမျိုးလေးနော်ဂိုင်းလေးဟသွားတဲ့ခါကြတော့အခုကတော်တော်လေးပြန်ပြီးတော့ဟိုဂိုင်းကိုညှက်နှစ်ပြီးတော့ကြည့်ရတာပေါ့နော်အဆင်မပြေတဲ့ခါကြတော့အော်နောက်နေ့ကလည်းပြန်ဖို့ကလည်းလိုသေးရလေနှစ်လပိုင်းမှကိုပြန်မှာဆိုတော့ ဒီရဲ့ဒီလရေကြားထဲမှာကလုံးဝအဆင်ပြေအထူးဖြစ်ကိုကဖုန်းသုံးတာများမယ်ဟိုရုပ်ရှင်တွေကြည့်တာများမယ်ဆိုတော့ဒီဟိုပေါ်စာဖတ်တာတွေခါကြလို့ရှင်ဒီမျက်မှန်မရှိမဖြစ်တဲ့ခါကြတော့ကဲမထူးတော့ဘူးဆိုတော့အလေးရနိုင်ငံမှာအနေသွားလောက်ရတာပေါ့နော်ကဲမျက်မှန်ဒီမှာဆိုလို့ရှင်လောက်လို့ရှင် booking ရင်ချက်ရသေးတယ်ဒီမှာအဲ booking ရင်ချက်ရတယ်ချက်ပြီးရနဲ့မြန်မာဆိုင်သွားတော့ပြောရတာပေါ့ငါငါဒီမြန်မာတော့မလိန်ကျူးလေဒီမြန်မာကထိုင်းမှာငါလောက်တာအဲ ငါအခုကြည့်ရတာအဆင်ပြေတယ်။ဘာကြောင့်လဲဆိုတော့ငါတက်လိုက်တာနဲ့ငါမျက်မှန်ကဟိုခေါင်းမမူးပေါ့နော်။တို့ရှင်းပြတာပေါ့။ရှင်းပြတဲ့အခါမှာတို့ကကိုယ့်မျက်မှန်ကိုတို့ကြည့်တယ်၊ချိန်တာပေါ့နော်။ခေါင်းမင်းတို့ချိန်ပေးတယ်။ချိန်ပေးပြီးရတဲ့ပြောချင်တာပါလဲဆိုတော့နှစ်ပတ်ဆောင်ရတယ်။အခု23ရက်နေ့မှာအဒီမျက်မှန်အသိရမှာ။ဒါကမှတော့မသိသေးဘူးနော်။ တက်ပြီးလို့ရှိရင်မူးမလားမမူးလားကိုမသိဘူး။ဒါသူတို့စီမှာကိုလုတ်ခဲ့တော့ကမူးလို့ဆိုတော့အဲ့ဒီသူကစင်းရင်ဒီမှာတော့ကိုတော့ကောင်းတယ်ဒီမှာအကောင်လုံးသူတို့ဟိုပေါ့အန်တီရက်ဒီပေါ့ဘယ်နေ့ဘယ်ရက်မှာမျက်မှန်လာလောက်ထားလဲဘယ်နေ့ဘယ်ရက်မှာအဝေးကြည့်လာအနည်းကြည့်သူတို့အကုန်မြင်နေရတာဆိုတော့ဟုတ်တယ်ဒီနေ့မှာဒီရက်ဒီနေ့မှာငါလောက်ထားတာဒါပေမဲ့မျက်စိတွေကောင်းမှုလို့ငါပြန်ပြီးတော့ချိန်လိုက်ရတာပေါ့နော်ပြောပြတာပေါ့သူတို့နော်ဆိုတော့အခုတော့သူတို့ကဒီအန်တီရက်ဒီအခုတက်တဲ့မျက်မှန်ကို ယူထားတာပေါ့အဲ့ဒီမှန်ကောရှင်းပြရတယ်ငါဒါထိုင်းမှာငါလုပ်တာ ပြီးတော့အခုနည်းနည်းလေးဟသွားတာပေါ့နော်ငါဒီမှာကျိုးသွားတာပေါ့ဂိုင်းကျိုးသွားတဲ့ကြောင့်ဟိုကြည့်ရစိတ်စင်ပြီးတော့အတက်နိုင်ဆုံးတော့ကိုဟိုပေါ့စင်ပြောင်ကြည့်ရတာပေါ့နော်ပြောပြတာပေါ့အဲ့ဒါနဲ့သူတို့ကြည့်တာပေါ့နော်ကြည့်ပြီးတော့သူတို့မလုပ်ဆိုတော့နှစ်ပတ်နေပြီလို့ရှင်တော့လာပြန်ယူပေါ့ပတ်စံဈေးရလေတကယ်ပါအနေကအခုမတက်နိုင်လို့တော့ကိုကလောက်ရတာအနီ time မှာလောက်တာ3500ပေါ့နော်ဒီကောင်က1000ကျော်ပေါ့ ဦးဒီရောင်ဝင်4000ကျော်ပေးရမယ်4000ဆိုလို့ရှိရင်ထိုင်းဝင်နဲ့ဆိုရင်12000ကျော်ရှိတယ်ဒါတော့မှတော့မှန်ကအပေါ်စားမှန်နဲ့လောက်တာအကောင်းစားမှန်ကို သုံးမယ်ဆိုရင်ဒီရောင်ဝင်နဲ့ဆိုရင်8000တောင်ရှိတယ်3820ဈေးထိုင်းဘတ်နဲ့ဆိုပတ်2400ရှိတယ်ကွာတာကွာတာနော်ဒီမှာကြတော့ဆိုင်နေကြီးတယ်ဆိုင်နေသက်ရဲ့လှလပပနဲ့ဝင်တန်းနေရာလဲသိမလားဟိုကောင်းစားဖြစ်ပေမဲ့လဲ quality ဘယ်လိုလာမကိုမသိရသေးဘူး ပြောချင်တာကဟိုပေါ့အန်တီတို့ဘလောက်ပဲမျက်စိအမြင်မှာဆိုင်လေးကစုံနေပါစေဆိုင်လေးကသေးနေပါစေဒါပေမဲ့လူတယောက်ကသူ့ရဲ့တက်ကြွနဲ့အတက်ပညာရှင်ကနှိရှိများစွာတဲ့ခါမှာသူတို့ရဲ့အတက်ပညာကိုရှင်လို့မရတော့ဘူး ဲ့ဒါငါတို့ဝင်ခံမယ်အခုကွာ anti loss မှာ anti ချမ်းမာရေဝန်ထမ်းတယောက်ဖြစ်တယ် anti ရဲ့ service ကအခုဆိုရင်နှစ်ပေါင်းမနေတော့ဘူးအခုနောက်တက်လာတဲ့ကလေးတွေကဘလောက်ကြီးလဲသူတို့ကြောင်းတက်တက်ဒီအတက်ပညာပေါ့နော်အခုသူနာပြုတင်နန်းပေါ့ကွာသူတို့တက်ခဲ့မယ်ဒီသူနာပြုတင်နန်းကိုသူတို့ကြည့်ခဲ့မယ်ဒါပေမဲ့သူတို့ကအန်တီရဲ့ service နဲ့တော့ရှင်းလို့မရဘူး။ဘာကြောင့်လဲဆိုတော့အန်တီကဒီရဲ့ဒီသူနာပြုဆိုတဲ့ဒီ service ကအန်တီကနှစ်ရှည်လာပြီလीနော် အန်တီရဲ့နှစ်10ရဲ့ ပတ်ဝန်းကျင်နဲ့အခုမှတက်လာတဲ့ကလေးနဲ့ရှင်လို့မရသလိုဒီလိုပဲအန်တီတို့အထက်အရင်ဆုံးပညာတွေတက်ခဲ့တဲ့သူတွေရဲ့ဒီအတက်ပညာနဲ့အန်တီနဲ့ရှင်လို့မရအောင်အဲ့ဒါငါတို့ဝန်ခံရမယ်အဲ့တခုကျမတို့ကအသက်ပညာမှာတယောက်နဲ့တယောက်နဲ့က service ပေါ့နော်နှစ်ရှည်လာစွာဒီပညာတွေသင်ခဲ့လူနဲ့နှစ်တူနဲ့မြန်တူခဲ့မတူမတူဘူးအဲ့ဒါငါတို့ကလေးစားရမယ်ဒါကြောင့်အန်တီကတကယ်ပါအဲ့ တရုတ်ဖို့ပေါ့နော်တူအဖေနဲ့သားပေါ့နော်အဲ့ဒီရန်လေးစားသွားတယ်ဆိုင်လေးဆိုင်လေးကသေးတယ်ဟိုနည်းနည်းလေးပေါ့ပေါ့ဘယ်လိုခေါ်မလဲဆိုင်လေးကဖွဲ့စည်းမှုလည်းမကောင်းဘူးရိုးရိုးရှင်းရှင်းလေးပေါ့ကွယ်ဒါမဲ့သူ့ရဲ့အတက်ပညာကတော်တော်ကောင်းတယ်မျက်မှန်တည်းလောက်ကိုတက်လိုက်တာနဲ့မူးရာလည်းမရှိဘူးအနည်းကြီးအဝေးကြီးအဆင်ပြေတယ်ဟိုဘာမှအကွာသိမလားဟိုပြောရမယ်ဆိုရင် perfect ပေါ့နော်အကုန်လုံးပေါ့ဒီမှာကြတော့ပတ်စံဈေးကြီးတယ် ပို့လဲပေးရတယ်ဒါပေမဲ့23ရက်နေကြာတော့ကြည့်မှာပေါ့ဘယ်လိုများဖြစ်မလဲမူလာမောလာမူလာဟိုဝေဝါဖြစ်မလားတော့မသိပေါ့နော်ဒါကြောင့်မလို့အတက်ပညာရှင်တချို့ပေါ့နော်အလူကလေးစားရမယ်ဘာကြောင့်လဲဆိုတော့သူတို့သင်ခဲ့တဲ့ပညာအရေးချင်းရှိမယ်သူတို့ရဲ့လောက်တဲ့ service တွေပေါ့မူတည်ပြီးအန်တို့ကအဲ့ဒါကိုအန်တို့ကကိုသင်ယူစရာရှိတာကိုသင်ယူရမယ်အဲ့ဒါလေးအန်ဒီကပြောပြချင်တာပေါ့နော်ဒီနေ့မှာပေါ့နော်အခုနောက်ပိုင်းမှာလူငယ်ရ လူကြီးနဲ့လူငယ်မှာဘာတွေကွာသွားလဲဆိုတော့လူငယ်တွေရဲ့အတက်ပညာကြတော့သူကဟိုဘလို့ဥနောက်ကဖွင့်ဖြိုးတယ်ကွာအဲ့လိုအင်ကွန်ပျူတာတွေပေါ့နော်ဒီဘန်ဘန်ဘန်ဆိုတော့အကုန်ရရသေးတာဟာဟာဆိုဟိုအန်ဒီဆိုလို့ရှင်စာတစ်လုံးရေးလို့ရှင်နော်ဟိုဖုန်းမှာလည်းရေးလို့ရှင်အဲအဲဟေးနေကောင်းလားလို့ရေးမယ်ဆိုရင်တခြားကြည့်ရတဲ့နေရနာနာနာဟိုအဆအစရေးလို့မရအခုမှဇော်ကြီးပါလဲ brand ကို download ဆွဲထားမယ်မှာစာရေးလို့ရတာပေါ့နော်အဲရေးမယ်ဆိုလို့ရှိရင်လည်းနေကောင်းလားဆိုရင်ဟိုသူတို့ကြတော့ဖဖဖနဟာလို့ပေါ့သူတို့ကလက်ကလေးရခါလေးဟိုလိုမဖြစ်အနုကြတော့လူကြီးရေဆိုတော့တလုံးစာအဲ့လိုအန်ဒီအမေဆိုပေါ်တော့စိုးသေးတယ်စာရေးဖို့ရခက်ခဲ့တယ်အန်ဒီအမေဆိုလို့ရှိရင်စာတခါရေးဖို့အတွက်သူအန်ဒီညီမလေးကိုအားကိုးရတယ်ပြောချင်တာကခစ်တရားလဲကွာသွားပြီလူကြီးနဲ့လူငယ်ဆိုတော့အတွေးခေါ်တွေကလဲကွာသွားပြီဒါပေမဲ့အတက်ပညာချင်းကြတော့ဒီ service ကတော့ကွာတယ် လူငယ်ကအဲ့လိုလူကြီးတွေရဲ့ဒီ service ကိုမမီနိုင်ဘူးအဲ့လိုလူကြီးတွေတုံးတဲ့အရာတွေပေါ့အဲ့ဒီလူကြီးတွေမှာရှိတဲ့အသိပညာတွေကြလူငယ်တွေကလိုက်လို့မရတော့ဘူး။ဘာလို့သူတို့ကအခုစနစ်မှာတုံးနေရလဲနော်။အဲ့လိုလူကြီးတွေကြတော့ဘာပဲပြောအသိပညာကသူတို့ထက်ပိုကျွဲပဲ။သူတို့ထက်ပိုပြီးတော့ experience ရှိတယ် ခါကြလို့ရှင်ကိုယ့်ရဲ့ဘူတုတအရာတွေကိုဝေင့ပြောပြလို့ရဟာဒါလေးတွေလည်းလိုရှိတယ်ကွာဒါလေးလည်းလိုရှိတယ်ပေါ့နော်အဲ့လိုပေါ့ဟိုအဲ့ဒီမျက်မှန်လုပ်တဲ့ဒီအဖေကသားကိုရှင်းပြတယ်လို့ပေါ့အဲ့ဒီဒါလေးရတယ်လို့ရှိတယ်အဲ့လိုမျိုးပဲအန်ဒရူကဒီကိုတက်တဲ့ပညာလေးတွေမှာဆိုလို့ရှင်လေဟိုပေါ့အားဒါကြီးကတော့သူက old service ကြီးတွေပါသူကအသုံးမဝင်တော့ပါဘူးဆိုတော့မထင်လိုက်ပါနဲ့တချို့အသက်ကြီးနေမယ်လေသူတို့မှာသူ့ရဲ့ညာညာပညာ ထက်မြတ်ပါတယ်လို့အဲ့ဒါလေးအန်ဒီကဒီနေ့မျှဝေခြင်းတာပေါ့နော်ဒါကြောင့်လို့အန်တို့ဟိုမှာအခုရင်တော့ဆိုပါလေအခုမှတ်မိလားဒနစ်ပြူတော် sorry တမင်းဆိုင်အဲ့ဒနစ်ပြူတော် sorry ဟိုးအရင်ကရှိခဲ့တာနော်အန်ဒီမှတ်မှတ်ရဆိုအန်ဒီအပြူတော့သွားစားတာအဲ့ဒနစ်အန်ဒီအချိန်ဆိုတော့ဝက်ကလီစားဟဲမယ်အခုအချိန်မှာတော့ နောက်ပိုင်းသားသမီးတွေကဖွင့်လာတယ်လို့ပြောတာပဲပေါ့နော်အဲဒီလည်းမြန်မာနိုင်ငံမြောက်တာတော့ကြာတော့မသိတော့ဘူးပေါ့နော်တချို့လက်ရတယ်တချို့လက်ရတော့မမိသေးဘူးပေါ့နော်အဲ့လိုပါပဲမိဘတွေရထားခဲ့တဲ့လက်လုတ်လက်ကင်ပေါ်ပါပါလေလက်လက်ငုံလာပါလက်ငုံလာစားလာအဲ့ဒါတွေသားသမီးတွေတခါကြလို့ရှိရင်ထိန်ရတာပေါ့နော်တခါကြလို့ရှိရင်သားသမီးတွေဘလောက်ထိန်ထိန်အဲ့မိဘရဲ့ဟိုပေါ့လုတ်တက်တော့မတူဘူးပေါ့နော်မိဘရဲ့ခြေရောမမိနိုင်ဘူးပြောတာအဲ့တော့မိဘရဲ့ဒီ လက်ငုပ်လက်စားကိုပြီးဖို့တော့သာသမိတဲ့အမနေသင်ယူရတယ်မိဘတဲ့အမွေဆက်ခံမှုတဲ့လုပ်ငန်းမှာပေါ့နော်အစားအသောက်လုပ်ငန်းဖြစ်ဖြစ်ဘာလုပ်ငန်းဖြစ်ဖြစ်ပေါ့နော်အဲ့ဒီတင်ညာအမွေဆိုတော့မိဘစီကနေပြန်ဆက်ခံတဲ့သာသမိတွေတေချာယူရမလို့ရှိရင်မိဘနုံပြက်တယ်လေဟာဒီဒီမိဘကအခုအနေအမေပြောလို့ပေါ့ဟာဒီမျက်မှောက်ဖိုးကြီးကငါလုံတာကြားနေပြီဟောကိုကိုဖိုးကြီးဟိုလူပြောပေါ့တည်းကဖြစ်ချင်ဖြစ်မယ်ဆိုတော့ဟိုပြောချင်တာဘာလဲဆိုတော့ဒီနေ့အချိန်မှာအတက်ပညာကတကယ်တမ်းကြတော့ ဘာနဲ့ကွာလဲဆိုတော့လုတ်သက်နဲ့ကွာသွားတာပဲတိလားစာတွေ့နဲ့လက်တွေ့နဲ့အရန်ကွာတယ်စာတွေဘလောက်ပဲကြက်ကြက်ဒီလက်တွေမှာလုတ်ခဲ့တဲ့ဒီအတက်ပေါ့လုတ်သက်ရှည်တဲ့အခါနဲ့လုတ်သက်ရှည်လာတဲ့အမျှဒီလုတ်သက်ပေါ်မှာမူတည်ပြီးတော့တင်ယူရတာပဲလीနော်အန်ဒီရိုဆိုလဲဒီလိုပဲပေါ့လုတ်သက်ရှည်လာတဲ့အမျှဟိုကိုနောက်မှလာတဲ့ကလေးဆိုကိုပြပေးရဒါဒီလိုလောက်ရတယ်ဒါဘယ်လိုရှိလဲအဲ့လိုမျိုးလေးပေါ့တင်ယူရတာပေါ့ပြီးတော့တင်ပေးတဲ့သူနဲ့တင်ယူတဲ့သူကလည်း ဟိုဟာလက်ခံနိုင်မှာရလေတချို့ကတင်ပေးပဲတချို့ကမတင်ယူတတ်ဘူးအာငါမလဲငါမလဲငါတို့ကသိပြီးသားပဲမလေငါတို့ကဒီလောက်ကတော့သိပြီးသားပဲမဟုတ်ပါဘူးဘယ်အရာမဆိုပြင်အတတ်ပညာဆိုတာဟိုပေါ့ပြည့်စုံညာမဟုတ်ဘူးအများတမ်းပဲဟိုပေါ့လိုအပ်နေတာပဲလေနော်ဒီဟိုတစ်ခုတစ်ခုကတော့အများတမ်းလိုအပ်နေမှာပဲအတင်ငါတို့တက်တယ်ဆိုတော့ကိုယ့်ကိုယ်ကိုအောက်ခြေလို့လည်းမရပါဘူးဒါကြောင့်အန်ဒီပြောချင်တာကတချို့တချို့တွေကဘယ်လိုခေါ်မလဲဆိုတော့ဘလောက်ကြီးပဲ ဟိုဥပမာကွာအန်ဒရူထိုင်းကိုသွားတယ်တည့်ရတီလမ်းဘေးနာတည့်ရတီတလုံးသွားဝယ်လို့ရှိရင်ဘယ်လောက်လဲဘတ်နဲ့ဆို7ဘတ်လားဘတ်နဲ့7လားဟိုတည့်ရတီတလားလေဒါပေမဲ့အဲ့လမ်းဘေးနာတည့်ရတီကတကယ်ကုံတိုက်ကြီးကောင်းကောင်းပုံမှာရောက်သွားတဲ့ခါကျတော့ဈေးကထက်သွားတယ်တည့်ရတီကတည့်ရတီပဲတည့်ရတီကတည့်ရတီပဲဟုတ်တယ်ဟုတ်တည့်ရတီကတည့်ရတီပဲဒါပေမဲ့ဟိုတချို့တွေကလမ်းဘေးနာရောက်တာနဲ့ကုံစိမ်းလုံးတို့ရဲ့အဲ့လိုပဲစရိနိုင်ငံမှာဘလောက်ပဲမျက်မှန်လုံးလို့ ဟိုဈေးကြီးတော့ဈေးကြီးတယ်ဒါပေမဲ့ထိုင်းကိုသွားတဲ့အခါမှာကိုစိတ်တိုင်းလဲကြရတယ်ဈေးလဲချိုတယ်မျက်မှန်လဲကြည့်ရတာပုံပြီးအဆင်ပြေတယ်ဘာကြောင့်လဲသူတို့ရဲ့လုပ်သက်တွေ service တွေကရမ်းများနေပြီလीနော်ပြောချင်တာဘာလဲဆိုတော့အတက်ပညာရှိတဲ့သူတွေအနေနဲ့အရန်လေးစားတယ်သူတို့ရဲ့ဒီပေါ့သင်ခဲ့တဲ့မေယိုဖလာလုပ်ငန်းက ရန်ကိုပေါ့နော်တားရတယ်တဆင်ဖေဖေရတဆင်တားလောဥစားအစေခံခဲ့တော့ယနေ့ထိမျက်မတလဲကိုချိန်တာနဲ့သူကကြည့်တာနဲ့ချက်ချင်းသိတယ်အန်ဒီရတာသဘောကျတာအန်ဒီတကယ်ဒီနေ့မှအရင်ရန်သဘောကျတာခံကြမလဲခြင်းဒါပေမဲ့တော်တော်ကြည့်လို့မရဘူးခိုင်းရကွဲသွားတော့လीသူကခိုင်းရကတ်နေရတဲ့ခါကျကြည့်ရအစင်ရခိုင်းကွဲတဲ့ခါကျတော့ဘလာဘဖြစ်ညှိရတာပေါ့နော်အားကြောင့်မလို့ပြောချင်ပါတယ်အတက်ပညာသမားတွေကိုမကြည့် မသိလိုက်ပါနဲ့ဘာလို့မဆိုကို့ထက်တော်တဲ့သူကို့ထက် service ကြီးတဲ့သူတွေကိုလေးစားကြပါတင်ယူစရာရှိတာတင်ယူကြပါသူတို့မှာတော်တဲ့တက်တဲ့အရာတွေအများကြီးရှိပါတယ်အထူးဖြစ်လူငယ်တွေပြောကြတာကကို့ထက်တော်တယ်ကို့ထက်တည်တဲ့သူတွေဆိုလို့ရှိရင်ကို မေးစရာရှိတာမေး အပေါ်ယိုသေးလေးစားပါသူတို့စီရပညာတွေသင်ယူစီးဖို့ပါအဲ့ဒါအရင်အရေးကြီးပါတယ်အမေလူကြီးရဲ့ကြောက်လဲအသက်90ကျော်လာရင်ဒါတွေကမကောင်းတော့မကောင်းယူရမဟုတ်ဘူးเนาะအသက်90နေရကြောက်သူတို့ရဲ့ဒီပေါ့ကျင်နေခဲ့တဲ့ဘဝတွေကအသိပညာတွေကျွဲပေမဲ့သူတို့ဦးနှောက်တွေကမမီတော့ဘူးလေနော်ဟိုလူငယ်လာမတောက်ပြောင်တော့အဲ့ခါကြလို့ရှင်လူကြီးတွေကလည်းကိုဖယ်သိရင်ဖယ်ပလိုက်တော့သဘောပေါက်လားလူကြီးတွေကလည်းငါကလူကြီးပဲငါကမင်းတို့ထက်ဘုသူတရကျွဲတာပဲဆိုပြီးတော့ငါ မမနိုင်နေလို့မရတော့လူကြီးဆိုတဲ့အလျောက်ငါတို့နားနားသိရင်နားရတော့မယ်ငါတို့ပညာတွေကိုငါတို့ခုကမျက်စိပဲကြည့်အဲ့ဒီမျက်စိတစ်ပြည်းနဲ့မှုံလာပြီအဲ့ဒီ60ပြည့်ကနေပြီနော်58ဆိုနှစ်နှစ်ဆို60ပြည့်ပြီသူမျက်စိတွေကအရင်လိုမှုတ်တော့မှုံလာပြီလို့ပဲအဲ့ဒီရဲ့ဟိုချွေးမတွေတူမနဲ့ရှင်တော့မရတော့ဘူးသူတို့တွေကတော့လူငယ်တွေဆိုတော့မျက်စိတွေတူတူအခုတော့မှလူငယ်တွေဆိုတော့မျက်မှန်တက်နေရပြီကဲဒါတော့ generation ပေါ့နော် ပြောချင်တာဘာလဲဆိုတော့ဒီလိုမျိုးအသိပညာတွေအတက်ပညာတွေမှာကလူကြီးနဲ့လူငယ်ရှင်လို့ရှိရင်လူကြီးတွေရဲ့အသိပညာကိုတော့အတို့ကလေးစားမှုပြုရမယ်။ဒါပေမဲ့လူကြီးတွေမှာရှိတဲ့ပေါ့အားအင်တွေဘာတွေကြတော့အတို့ကအရှင်လို့မရတော့လူငယ်တွေဦးစားပို့ပေးရမယ်။လူငယ်တွေမှာထက်ထိုးညာရှိတယ်။လူငယ်တွေမှာသူတို့ရဲ့စင်စားတွေးခေါ်တာတွေကအရင်ထက်သားတယ်။အဲ့ဒါတော့အတို့လက်ခံရမယ်နော်။ဒါကြောင့်မလို့ ဆိုင်ဘလောက်ပဲသေးနေပါစေအထင်မသေးလိုက်ပါနဲ့လို့နော်တချို့တွေကတညာတက်တယ်ပါလို့အဲ့ဒါလေးကိုပြောရင်းနေပဲအန်ဒီရဲ့ life လေးကိုအဆုံးသတ်ပါရဲ့ရှင်